မြူနီနိုထရဝေအပိုင်း30နဲ့ထွက်ရှိလာပြီးတနိုင်ကလုံးကဒီဇလန်တွဲကိုကြီးရှုနေကြတဲ့ပြည်သက်တွေကတော့မြေကြီးနဲ့ဖြစ်ခဲ့ကြရပါပြီအပိုင်း30နဲ့ရောက်မှာတော့နေနေကရောင်းဝမှာဆီယဝန်ကစေစစ်စစ်ချစ်တွေထုတ်ပြန်ပြီးတဲ့နောက်ပိုင်းမှာမြေကြီးနဲ့စနိုးစီကိုဖုံးဆက်လာခဲ့ပြီးပဲဖြစ်ပါတယ်နေနေခင်ဗျာမှာသူ့ရဲ့အဖြစ်ကိုတွေးကြည့်ရင်စနိုးကိုစကားတခုမှဟပြီးမပြောနိုင်ခဲ့ပါဘူး နောက်ဆုံးမှာတော့စနိုးကိုမဖြစ်ဖြစ်အောင်ပြောမယ်ဆိုပြီးတော့စနိုးရေငါခြေထောက်တွေကတသက်လုံးပြန်မကောင်းနိုင်တော့ဘူးစင်ကာပူမှာသွားပြီးစေကူတရင်တော့ကောင်းမှုမသေးချဘူးငါခြေထောက်တွေတသက်လုံးမကောင်းတော့ဘူးဆိုပြီးတော့စနိုးကိုမြေရီရီနဲ့နေနေကပြောခဲ့ကအောက်ပိုင်းတည်နေတဲ့ငါကစနိုးဝိုက်ဘဲလာကိုတသက်လုံးပြန်မလာဘူးဆိုပြီးတော့စနိုးကိုပြောပြခဲ့ပြီးပဲဖြစ်ပါတယ်စနိုးလေးခင်ဗျာမာနေနေရဲ့စကားကိုကြားပြီးတော့ တေးမသက်ခန်းစားခဲ့ရပါပြီ။နင်းနေကလည်းသူ့ရဲ့ဘဝကိုကြည့်ပြီးတော့တသက်လုံးအောက်ပိုင်းဒေးတဲ့လူဖြစ်နေရမှာကိုတွေးကြည့်ပြီးတော့ပန်းအိုးတွေကိုရိုက်ခွဲနေသူ့ရဲ့စိတ်ကိုမထိန်နိုင်တော့ပဲနဲ့သူကြမှာဘာဖြစ်လို့အဖြစ်ဆိုးနေတာလဲဆိုပြီးတော့သူ့ရဲ့အဖြစ်ကိုတွေးပြီးတော့နင်းနေကတော့တော်တော်လေးကိုစိတ်တကြပောက်ကွဲနေခဲ့ပြီပဲဖြစ်ပါရဲ့ စနိုလီမာလေနေနေရဲ့တရင်ကြောင့်စားမဝင်အိမ်မပြောဖြစ်ကသူ့ကြောင့်နေနေကအခုလိုမျိုးဖြစ်ရတာနေနေကအယံတနာဖို့ကောင်းတယ်ဆိုပြီးတော့မိမိကိုယ်ကိုအပြည့်ဖြစ်တဲ့စိတ်နဲ့နေနေကိုတနာလေးတနာရဲအားလေးအားနာနေရပဲဖြစ်ပါရယ်ပရိသတ်တွေကတော့အခုလိုမျိုးဇသိမ့်ပိုင်းရောက်ခါနီးမှာအပြည့်ဆိုးနေကြတဲ့သူတို့နေရာဥသားကိုမကြည့်ရကြတော့ပါဘူးဗျာ ဒါကြောင့်မလို့ director ကဘလို့မျိုးကြီးလဲဇာသိမ်းပိုင်းကို happy ending နဲ့လုပ်ပေးလို့မရဘူးလားဆိုပြီးတော့ပြည်သက်တချို့ကတော့မိကိုထုတ်နေကြတာကိုလေးတွေ့ရပါတယ်